DDS ဆိုတာပါလေ supplementation ဆိုတာပါလေပေါ့နော်အဲဒီနေ့နည်းနည်းလေးအဲရှင်းလုပ်ပြီးမယ်ပေါ့နော်စသီမှာတချို့ဆိုရင်လုံးဝကိုဟိုဒဇယ်ရိုက်တယ်ဆိုတာကို sticker ရိုက်တယ်ဆိုတာကိုဘာမှမသိတယ်လို့ရှိစားဘူးဒီတင်တဲ့ poster မှာတင်ထားတဲ့နေရာမှာဆိုရင်ကျွန်တော်အင်္ဂလိပ်လိုများရေးထားတာပေါ့နော်ဒ ဲ့တို့ဆိုမေးရှင်းတို့ဖုန်းဆိုတော့တို့အင်္ဂလိပ်လိုမြင်ထားကြတော့ချွတ်ချတိတ်နားမလည်လို့လို့ရှိဒါနားလေလူပြောတာမဟုတ်ဘောနော်လုံးဝနားမလည်လူအတွက်ကိုစားဒီနေ့ရှင်းလုပ်ပြီးမယ် DDS ဆိုတာဘာလေးပေါ့နော် DDS ဆိုတာကတို့ဖနေနဲ့အဲ print ထုတ်ထားတဲ့ဟာပေါ့ရိုးရိုးရှင်းရှင်းပဲပြောမှာပေါ့နော်နားလေလူရအောင်လို့ ဒီတရားဆိုတာကဆိုတော့ဖလင်နဲ့ print ထုတ်ထားတဲ့ပုံဝန်းကြီးပုံမှာကတ်တာပေါ့နော်ဒီဖလင်နဲ့ print ထုတ်ထားတဲ့ပုံဝန်းကြီးပုံမှာကတ်တာအဲ့ဒါကိုဒီတရားလို့ခေါ်တယ်ဒီတရားဆိုတာက direct to frame ပေါ့နော်ဒီဖလင်ပုံမှာ direct print ပုံတွေကို print ထုတ်ပြီးတော့ဆိုတော့အင်းကြီးပုံမှာကတ်တာပါအဲ့ဒါကိုဒီတရားလို့ဒီတရား print လို့ခေါ်ပါတယ်အခုအခုစားဝတ်ထားတဲ့အင်းကြီးဆိုရင်ဒါဒီတရားနဲ့ print လို့ထားတာပါ ော့နော်ဒီလိုမျိုးဒီဒိုင်းရင်တော့ကနည်းနည်းခက်စားသွားတဲ့မိုဂျူအေးဆိုရင်တို့ဒါဒီတီအန်နဲ့ပရင်နီထုတ်ထားတာပါဆပ်ပရီမေးရှင်းပရင်နီဆိုတာပါလေပေါ့နော်ဆပ်ပရီမေးရှင်းဆိုတာကဆိုဆပ်ပရီမေးရှင်းပေပါနဲ့ပရင်ထုတ်ထားတဲ့ပုံမျိုးဆိုတော့အင်ဂျီပုံမှာရိုက်တာပေါ့နော်အဲ့ဒါကိုဆပ်ပရီမေးရှင်းအဲပရင်နီလို့ခေါ်ပါတယ်ဆပ်ပရီမေးရှင်းဆိုတာကဆိုတော့အဓိကဒီဖန်ကွက်တို့ရေဘူးတို့နာရီတို့တို့ဒီ အဲဒီကျွေပြားဒီပလိတ်ပြားဒီအဓိကဖန်ကွက်ဒီရေဘူးဒီအာပေးရင်ဗာလဲဆိုတော့သူကပေါ်ပိန်နေပေါ့နော်အဓိကက sublimation coating ပါတဲ့ပစ္စည်းမှန်တဲ့မြောက်ကို sublimation ရိုက်တာ sublimation ဆိုတာဆေးထားနဲ့သူကတူတူပဲဒါပေမဲ့လက်ရိုက်နေပါကွာလဲဆိုတော့လက်ရိုက်ဆိုတာက sublimation coating ပါပါမပါပါ ီလိုပစ္စည်းတွေကိုရိုင်းချင်တဲ့ပစ္စည်းပေါ်မှာရိုက်လို့ရတာပေါ့နော်အခုသာပြောတဲ့ sublimation ဆိုတာက sublimation ကုတ်တင်ပါတဲ့ပစ္စည်းမှန်သမျှကိုရိုက်လို့ရတယ်အဲသူကလုံးဝစေးထားတဲ့တရားလေးဖြစ်တယ်ပေါ့နော်အင်ဂျီဆိုရင်တော့သူဒီနိုင်လုံးကဝါးဓာတ်ဤပေါ်မှာရိုက်ရင်ပိုပြီးနှိရှိခံတဲ့အရာပိုထင်းတယ်ပေါ့နော်ဒီနေ့အဲ sublimation နဲ့ဒီတရရဲ့အကြောင်းအရာပေါ့နော် sublimation ကဘာလဲတရဆိုတာဘာလဲပေါ့နော်ဒီနေ့ဒါလေးရှင်းပြလို့ပြပါမယ်ကျေးဇူးတင်ပါတယ်